လီဗာပူးကစားသမားတွေထဲမှာဘသူ့ကိုရောင်းတင်လဲဘသူ့ကိုဆက်ထိန်းထားတင်လဲမင်္ဂလာပါကိုကင်းစတာဖုတ်ဘောရှိုးအနေနဲ့ကျေးဇူးပါတယ်ကျွန်တော်ကိုကင်းမှာလီဗာပူးကစားသမားတွေနဲ့ပတ်သက်ပြီးတော့ sell or keep ကျွန်တော်လုတ်လိုက်ရအောင်โอเคပထမဆုံး အလစ်စင်ဘတ်ကာကျွန်တော်တော့ဆဲလို့ပဲထင်တယ်အလစ်စင်ဘတ်ကာရဲ့အသက်အရွယ်အကောင်းဆုံးအသက်အရွယ်မဟုတ်တော့ဘူးကြက်ခိုင်မှုပိုင်းလည်းမကောင်းတော့ဘူးထူးထူးခြားခြားကဒီအီဒစင်နဲ့အလစ်စင်ဘတ်ကာပေါ်လာခြင်းနဲ့တူတယ်ဆွမ်းဆောင်ရည်ပိုင်းကလည်းမတင်းမင်းဘူးနှစ်ယောက်လုံးကအသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာဒဏ်ရာပြဿနာတွေမကြခဏရလာတာကဟို အသိမှဆက်ပြီးတော့မရှိစေခြင်းတဲ့အရေးအယောင်တွေပေါ့နော်ဒါအပြင်အမားယွင်းတွေလည်းတဖြည်းဖြည်းချင်းစီ များလာတယ်။အလစ်စင်ဘတ်ကာရဲ့အကောင်းဆုံးအခြေအနေကကုံသွားခဲ့ပြီလို့ပဲကျွန်တော်ထင်တယ်။ South Sudan ကလည်းတနစ်ပဲကျန်တော့တဲ့အတွက်ကြောင့်အလစ်စင်ဘတ်ကာကို Sorry Pro League Club တီကန်းလန်းလာမယ်ဆိုရင်ရောင်းထုတ်တင်တယ်လို့တော့ထင်ပါတယ်။နောက်ထပ်တစ်ယောက် Jaros ကျွန်တော်ကတော့ keep တင်တယ်လို့ထင်ပါတယ်။ Jaros ရဲ့စာချုပ်သတန်းကအနည်းငယ်ပဲကျန်တော့တယ်ဆိုပေမဲ့ South Sudan တိုးပြီး Jaros ကိုအရန်ကိုသမားအဖြစ်ထားတင်တယ်။အဲ့တော့အရန်ကိုသမားအဖြစ်ထားမယ်ဆိုတဲ့နေရာမှာဒုတိယဦးစားပေးကိုသမားလားတတိယဦးစားပေးကိုသမားလား ဘယ်သူဘယ်ပုံမဆိုထားလို့ရတယ်။ဘာကြောင့်လဲဆိုတော့အလစ်စင်ဘက်ကကိုမယောင်းထုတ်နိုင်တဲ့အခြေအနေမျိုးမှာမမာရာရှက်ဗလီနဲ့အလစ်စင်ဘက်ကဆင်ပြိုင်ဂိုးသမားအနေနဲ့ရှိနေနိုင်တယ်။တယောက်ပဲပွတ်တော့ခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်မမာရာရှက်ဗလီပွတ်တော့ခွင့်ရသည်ဖြစ်စေအလစ်စွန်ပွတ်တော့ခွင့်ရသည်ဖြစ်စေပရမဥဒါပေဒုတိယဂိုးသမားဥဒါပေအနေနဲ့သူတို့ရှိနေလိမ့်မယ်။အဲ့တော့ကြောင့်ဂျာရုစ်ကတော့တတိယဥဒါပေဂိုးသမားအနေနဲ့အသင့် ready ထားထားလို့ရတယ်။ဒီလိုမှမဟုတ်ပဲအလစ်စွန်ကို ရောင်းထုတ်နိုင်လိုက်တယ်။မမာဒါရှက်ဗလီကပွတ်ထွက်ကူသမားအနေနဲ့ဖမ်းမယ်ဆိုရင်လည်းဂျာရုစ်ကဒုတိယဦးစားပေးအနေနဲ့ယာရူတို့ပြီးထပ်ဖမ်းလို့ရနိုင်ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်ကတော့ကလဟထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာဂျာရုစ်ကိုကလဟနေရာအတွက်အစားထိုးသင့်တယ်လို့ယူဆပါတယ်။ဒီအတွက်ကြောင့်ဂျာရုစ်ကို keep ပါအီဘရာဟီမာကိုနာတီခိပါ စာချုပ်က2026ခုပဲရှိတော့တာဖြစ်တဲ့အတွက်ကြောင့်တက်တန်းတိုးဖို့တော့မဖြစ်မနေ လိုပါလိမ့်မယ်။ Ibrahima Konate ကိုလူချင်နေတဲ့ club တွေက Real Madrid အပြင်တခြားသော club တွေပါပေါ်လာနိုင်တယ်။ဒါပေမဲ့ကျွန်တော်ထင်ပါတယ် Konate လိုကစားသမားမျိုးမပြောပါနဲ့။အသင်းရဲ့ senior ကစားသမားတွေဖြစ်တဲ့ Mo Salah တို့ Virgil တို့တောင်မှဒီ Richard Hughes တို့အုပ်စုတွေ Michael Edwards တို့အုပ်စုတွေအကောင်းဆုံးစီယုံသိမ်းသွင်းပြီးတော့စာချုပ်တက်တန်းတိုးနိုင်ခဲ့တာကိုကြီးကြီးအပြင် Konate ကိုလည်း တိုးနိုင်ပါလိမ့်မယ်အဲ့ဒါကြောင့်ကိုနာတရတော့ keep ပါခင်ဗျကဲနောက်တရ Virgil van Dijk van Dijk ကတော့ South Sudan တိုးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒါ keep the sale ဒီတိတ်တော့ပြောစရာမလိုပါဘူး Okay နောက်တရ Joe Gomez အသက်က28နှစ်ရောက်နေပြီ South Sudan 2020ခုမှာကုန်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ sell ပါ sell ကလည်းအခြေအနေနှမျိုးရှိတယ်ဈေးဈေးကောင်းကတော့ရမှာမဟုတ်ဘူးညာတင်းနေတဲ့ဈေးအမောင်းပမာဏတကယ်ရမှာလားဒါမှမဟုတ်နှိမ်ပြီးတော့ကမ်းလမ်းမှာဈေးနဲ့နဲ့ပဲပေးပြီးကမ်းလမ်းမဲ့ကလပ်မျိုးတွေပေါ့ဗျာ ဆိုတော့ဈေးနည်းနည်းပဲတော့မပေးတော့ဘူးဂျိုးကိုမတ်စ်မှာအရေးသွေးရှိတယ်ဒဏ်ရာပြဿနာရနေလို့သာ တိုင်ပတ်နေတာ နေရာတိုင်းကစားနိုင်တယ် left back right back ခါလီဂျာ CBR တော့သူပုံမှန်ကစားနိုင်တယ်အဲ့တော့သူ့ကို Everton လို့အသင်းမျိုး Watson လို့အသင်းမျိုးကတင့်တင့်နဲ့ဈေးမောင်းပမာဏတရက်နဲ့ပေးပြီးကန်းလန်းလာမယ်ဆိုရင်တော့ရောင်းချတင်တယ်လို့တော့ထင်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ဈေးနှိမ်ပြီးတော့ကန်းလန်းလာမယ်ဆိုရင်အရန်အင်အားတောင့်တင်းဖို့အတွက် Joe Gomez ကို ဆက်ထားတဲ့လို့တော့ကျွန်တော်ထင်တယ်ဗျ။ကဲနောက်တစ်ယောက်ဂျရယ်ကွမ်ဆာ။ကွမ်ဆာရဲ့စာအုပ်တန်း2029မှာကုန်မှာဖြစ်တဲ့အတွက်ကြောင့်လီဗာပူးကစေပေါ်မှာပဲဖြစ်ပါတယ်။ကွမ်ဆာကိုတော့ကျွန်တော် keep တဲ့နယ်လို့ထင်တယ်။သို့တော့တတင်းကမျိုးစုံကြားရတယ်။ဂျရယ်ကွမ်ဆာကိုလူလူချင်းချင်းရှိနေတဲ့ကလပ်တင်တင်းရှိပါတယ်။အဲ့ကလပ်ကတော့ နျူကက်ဆယ်ပါနျူကက်ဆယ်ကကွန်စားကိုခုံမဲ့အချိန်ကြရင်ဈေးကောင်းပေးပြီးတော့ခေါ်မှာအပေါင်တန်း40ရို50ရို့အဲ့လောက်အမောက်ပမာဏတည့်ရနေဆိုရင်တော့လီဗာပူးစိတ်ပြောင်းကောင်းပြောင်းနိုင်ပေမဲ့အသက်အရွယ်ကဟိုငယ်သေးတယ်ဗျာ22ပဲရှိသေးတယ်ဒီတက်ပို့ပြီးတော့တက်လာနိုင်စရာတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ပေါင်တန်း40ကိုတိတ်မတ်တင်တယ်လို့မထင်ဘူးကွန်စားကို keep လုပ်တင်တယ်လို့ပဲသုံးသပ်မိပါတယ်နောက်တစ်ယောက်စီမီကက်ဆယ်ပါအသက်အရွယ်ကအကောင်းဆုံးချိန်မဟုတ်တော့ဘူးဒါ29ရောက်နေပြီ2029ဒီပဲစာအုပ်တန်းကျန်တော့တယ် ဒီချိန်မှာဆီမီကက်စ်ကိုရောက်မယ်ဆိုရင်ဈေးကောင်းရတာမရတာတက်ပေါ့နော်ဟိုအတင်းပါလဲဗျာကာကက်စ်တို့ဘာလို့ရောက်လာရင်တိတ်ပြီးတော့မလို့အပ်တော့ဘူးလို့တော့ကျွန်တော်ထင်ပါတယ်အဲ့တို့ကြောင့်ဒီကစားသမားကိုရောင်းတင်တယ်လို့တော့ကျွန်တော်ယူဆတယ်နောက်တစ်ယောက်တော့အန်ဒရူးရောဘတ်ဆင်ဖြစ်ပါတယ်ရောဘတ်ဆင်ကလည်း32နှစ်ရှိပြီဖြစ်တဲ့အတွက်ကြောင့်အကောင်းဆုံးအသက်အရွယ်တော့မဟုတ်တော့ဘူးဆောက်တဲ့တန်း2026မှာကုန်မှာဖြစ်တဲ့အတွက်တစ်နှစ်ပဲ ကျန်တော့တယ်ကျွန်တော်ကတော့ robo keep တင်တယ်လို့ထင်တယ်ဗျ keep တင်တယ်ထင်တယ်ဆိုတာကလည်းသူ့ရောင်းရင်ဗျဘယ်လောက်ရမှာမလို့တော့အဲ့တော့ simi cat ကိုထားလိုက်တာတဲ့ robo ကိုထားလိုက်တာကာကတ်ခေါ်ယူပြီးရင်ပို့ပြီးတော့တင်တော့ robo ကတော့ border queen တနေရာရချင်မှရတော့မယ်ဒါမဲ့လေအတွေ့အကြုံရင်းရင်းနဲ့တချို့ပွဲတွေမှာဟိုအမှားယွင်းနည်းနည်းနဲ့ကစားပေးနိုင်မယ်ဆိုရင်တော့မဆိုးဘူးလားပေါ့ကျွန်တော်ကကာကတ်ခေါ်မယ်ဆိုရင် robo နဲ့ simi cat နှစ်ယောက်တည်းကတယောက်တော့ရောင်းတင်တယ်ဒီထဲမှာမှကျွန်တော် simi cat ကိုပို့ပြီးရောင်းနေချင်ပါတယ်ခင်ဗျာ နောက်တစ်ယောက် corner bradley keeper corner bradley ဒါဒဏ်ရာပြဿနာမရဘူးဆိုရင် bradley ကထိတ်တန်းအဆင့်မှာရောက်နေရမယ်ကစားသမားပြစာအုပ်တန်းကလည်းဒါ2029ဒီရှိနေတဲ့အခါကျတော့ AC ပဲဖြစ်ပါတယ် keeper ryan gravin batch တိတ်ပြောနေကြမလို့ keeper စာအုပ်တန်းတော့ထပ်တိုးရမယ်ကစားသမားတယောက်ဖြစ်ပါတယ် waterloo ando 2029မှာစောင်းတန်းကုန်မယ်လောက်ခပမာဏကလည်းအများကြီးပေးနေရတာမဟုတ်ပါဘူးကျွန်တော်ကတော့ keep စီချင်ပါတယ်ဝါတာရူကလည်းလီဗာပူးမှာပဲဆက်နေချင်တယ်ဗျာသူကလည်းအရန်ကစားသမားအဖြစ်ပဲသူ့ကိုတုံတုံ7မိနစ်လောက်ပဲပွဲထွက်ခွင့်ပေးပြီးဘာမှ complain တက်တဲ့ကစားသမားမဟုတ်တဲ့အတွက်ကြောင့် မစိုးပါဘူးတချို့ပွဲတံပူလေးတွေထိန်းတာလဲအထိုက်လျောက်တော့ကောင်းပါတယ်အဲ့တော့ကျွန်တော်ကတော့ water root ကို keep စေချင်ပါတယ်နောက်ထပ်တစ်ယောက် McAllister Allister ကလည်း2028ခုနှစ်ဒီစာအုပ်တန်းကြံနေသေးတယ် keep ပါပဲ okay keep တင်ပါတယ်နောက်တစ်ယောက်တော့ Curtis Jones ဖြစ်ပါတယ်အဲ့တော့ Curtis Jones ကဒံရပြဿနာအနေငယ်ရလိရထရှိတယ်အသက်က20 လေးပေါ့နော်မစိုးပါဘူး तू ကဇဇတိုင်းမီဖီတာလို့ပြောလို့ရတယ်သူ့ပြောင်းရွှေ့ကြည့်ပေးမယ်ဆိုရင်လည်းလုံအောင်ပေါင်တန်း40လောက်ပဲပေးမှာဗျဒါပေမဲ့ပေါင်တန်း40နဲ့ကာတီဂျုံးစ်လို့ဟိုတဲလန်မျိုးရမယ်ကစားသမားတယောက်ကိုရှာမယ်ဆိုရင်နည်းနည်းခတ်နိုင်တယ်ကျွန်တော်ကတော့ကာတီဂျုံးစ်ကိုလည်း keep တင်တယ်လို့ထင်ပါတယ်နောက်တစ်ယောက်ကတော့ Dominic Suppose လာဒါ Liverpool ရဲ့ရုပ်ဖြောင်းဆုံးကစားသမားပေါ့ဗျာသိပ်ပြောနေတယ်မလို့ပါဘူး keep ပါကဲနောက်တစ်ယောက် Harvey Elliot Elliot ကတော့ဒဏ်ရာပြဿနာမကြခဏရတတ်တဲ့ကစားသမားတယောက် ဖြစ်တာရယ်ကွင်းလယ်မှာသူ့အတွက်တိတ်နေရာမရတော့တဲ့အချက်တွေကြောင့်ကျွန်တော်ကဈေးကောင်းရရင်တော့ ဟာဗီအီလီယော့ကိုရောင်းတင်တယ်လို့ထင်ပါတယ်ခင်ဗျနောက်တစ်ယောက်လူးဝစ်ဒီယက်စ်ကျွန်တော်ကတော့ဆဲလ်ပါလူးဝစ်ဒီယက်စ်ရဲ့အသက်အရွယ်အရသူ့ရဲ့ကစားပုံကစားပွဲအရပရီးမီးယားလိမှာဘယ်နှစ်နှစ်ခံသူ28 29ကိုလုံးဝကျော်နှစ်နှစ်ပေါ့ဗျာနောက်လူးဝစ်ဒီယက်စ်ရဲ့စာအုပ်သဒ္ဒန်ကလည်း2029မှာကိုမာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလက်တင်ဘက်ကစားသမားတွေကဗျာနည်းနည်းဟိုဆွေးနွေးညီနေနည်းနည်းခတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီယက်စ်ကိုကမ်းလမ်းမဲ့ကလပ်ရှိရင်ရောင်းချတင်တယ်လို့ထင်ပါတယ်ကိုဒီဂက်ပိုဂက်ပိုကတော့ keep လို့ရပါတယ်အသက်ကတော့အရင်မငယ်တော့ဘူးပေါ့နော်26ဖြစ်နေပြီသို့တော့နေရာစု ံသုံးပြုလို့ရတဲ့အခြေအနေအရစာအုပ်တံကြံနေသေးတဲ့အခြေအနေအရဒါဆက်ထိန်းထားလို့ရပါတယ်မိုဆာလာကတော့စာအုပ်တံတူးထားတဲ့အတွက်ကြောင့်ဒါဖယ်လိုက်ပါသိပြောသေးရမလို့နောက်တစ်ယောက်ဖက်ဒရီကိုချီယေသာအဲ့တော့ချီယေသာလီဗာပူးအနေနဲ့2028ဒီစာအုပ်တံကြံတယ်တိုးတော့အလားထိုင်ကြည့်နေရတဲ့ ကစားသမားပေါ့နော်ခြေသားကိုတကယ်တမ်းသုံးမယ်ဆိုရင်လည်းအဲ့လောက်သုံးလို့အဆင်မပြေဘူးအဲ့တော့အီတလီဘက်ကကလပ်တွေလာပြီးဝယ်ခြင်းတယ်ဆိုရင် offer တွေပေးလာမယ်ဆိုရင်ကျွန်တော်ကတော့ sell တင်တယ်လို့ထင်ပါတယ်နောက်တစ်ယောက်ဒါဝင်နူးညက် sell ပါအဲ့တော့နူးညက်ကပုံပြတ်သွားတဲ့ကစားသမားတယောက် Liverpool မှာဗျာပွင့်လင်းပြန်တော့ဒါ flop သွားတယ်လို့ပြောရမှာအဲ့တော့ sorry broly ကလပ်တွေကမ်းလမ်းမယ်ဆိုရင်ဈေးကောင်းရရင်နူးညက်ကိုရောင်းတင်ပါတယ်နောက်ဆုံးတယောက် diego ဂျိုတာဂျိုတာလည်း sell ပါဂျိုတာရဲ့အသက်အရွယ်က27နှစ်ရှိနေပြီဒဏ်ရာပဒနာမကြာခဏရတဲ့သောက်တဒဏ်လည်း2029မှာရှိနေတဲ့အတွက်ရောင်းသင့်ပါတယ်ဒါတော့ဘယ်ကစားသမားကိုရောင်းသင့်နော်အတင်းမှာစက်ထင်းထားတဲ့နဲ့ပတ်သက်ပြီးတော့ Liverpool ကိုကျွန်တော်အဓိက focus လုပ်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါကျွန်တော်ညီကိုတွေရောဘလို့အမြင်ရှိသလဲဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ